မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံး AA ကယာယီစုဖွဲ့ပေးလိုက်သည့်စဖြူမင်းမြင်ရွာရေသာစစ်စခန်းမှာဝါရဖြတ်တပ်မုံရိုက်ကူးရန်စစ်တကပြင်ဆင်နေစဉ် AA ပြစ်ခတ်သည့်လက်နက်ကြီးကြီးကြားရပောက်ွဲ၍စစ်သားများပြားတင်ဆောင်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရခိုင်ပြည်ချဖြူမြို့နယ်မှာအေအေကယာယီစုခွာပေးလိုက်သည့်ချဖြူမင်းမြင်ရွာရေသာစစ်စခန်းမှာ ဝါနာဖြတ်တပ်မုံညာကွင်ရန်စစ်တကားပြင်ဆင်နေစဉ် AA ပြစ်ခတ်သည့်လက်နက်ကြီးကြီးကြားရပါခွဲ၍စစ်သားများပြားတည်ဆုံသောကြောင့် AA စစ်ရဲသတင်းရှင်းပြကပြောဆိုပါသည်အာရခတတော် AA တိမ်မိုက်ထားသည့်ကြာဖြူမျိုးမင်းမြင်ရွာရေသာစစ်စခန်းကိုလွန်ခဲ့သည့်ဂျပန်အတွင်အကြမ်းမဆက်ကော်မရှင်တပ်များကအင်အားလုံးရင်ဖြင့်စစ်ကြောင်းတို့တိုက်ခိုက်လာကြောင်း ရန်အောင်အေအေကမင်းမြွာစခန်းမှာယာယီစောက်ခွာပေးလိုက်ရပြီးစစ်တကဝင်ရောက်နေရာယူသွားကြောင်းထို့သောမင်းမြွာစခန်းကိုစစ်တကရရှိပြီးနောက်ဝါနာပြတ်တပ်မုံညာကုရန်အတွက်စစ်သား20ကျော်ကပြင်ဆင်နေကြောင်းရန်အချင်းအေအေကလက်နက်ကြီးပြပစ်ခတ်ခဲ့ရန်မင်းမြွာစခန်းအတွင်းရှိဝါနာပြတ်တပ်မုံညာကုရန်ပြင်ဆင်နေသည့်နေရာသို့တက်တဲ့ကြာရောက်ပောက်ခွဲခဲ့ကြောင်းအဆိုပါပောက်ခွဲမှုအတွင်စစ်သားများပြားသိဆုံးသောကြောင့်သိရှိရပါသည် အဲ့ဒီမင်းပြင်းရွာရေသာစကန်ကုန်းအေအေကတင်ထားတာအင်အားအနေငယ်ပဲရှိတယ်။ဒါကိုစစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာလို့ပြန်ဆုပ်ပေးလိုက်ရတာ။အဲ့ဒါကိုစစ်တပ်ကမနေကဝါရားဖြတ်တပ်မုံရိုက်ဖို့လုပ်နေတော့အေအေကလက်နက်ကြီးနဲ့ပစ်လိုက်တာ။အကုံကြွကုန်တယ်လို့စစ်ရေးသတင်းရှင်မြစ်ကပြောဆိုပါတယ်။မင်းပြင်းရွာစကန်မှာလက်နက်ကြီးကြမ်းရပောက်ကွဲမှုကြောင့်အကြမ်းမဲ့စစ်သားအနည်းဆုံး၁၀ဦးခန့်သေဆုံးနိုင်ပြီးနှစ်ဆက်လေဦးတည်ဆောက်နိုင်တယ်လို့သတင်းများကြားသိရပြီးမိအတိအကျကိုအတိမပြုနိုင်နေကြောင်းသိရှိရပါတယ်။ ချောက်ဖြူမြို့နယ်အတွင်းကျေးရွာအများစုမှာအေအေကနေမြေစုံမထားပြီးစစ်တပ်ကရေတန်းနဲ့မြို့ပေါ်ခြေဆိုင်တပ်များတွင်သာနေရာယူထားရမှကြီးရည်လေးအင်အားသုံးပြီးတပ်မြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်ပါတယ်အေအေကရခိုင်ပြည်နယ်မှာ2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာစတင်ကမြို့ရင်းတိုက်ပွဲဆင်နွှဲခဲ့ပြီးလက်ရှိမှာတန်တွဲရံပြေပူရီတောင်ရသေးတောင်ပုံနာကျုံကြောက်တော်မင်းပြားများဦးမြေပုံပေါင်မောင်းတော်အန်တောင်ကုတ်ကွာတို့ကိုတင်ပိုက်ထားပါတယ်။ဒါအပြင်ချင်းပြည်နယ်ပလောဝမြို့နယ်များကိုလည်း အေအေကတင်ပိုက်ထားပါတယ်အေအေကရခိုင်တပြည်လုံးတင်ပိုက်နိုင်ရန်အတွက်လက်တကန်းနာလိုတော့ပြီးထိုးစစ်များဆင်းမြင့်တင်လျက်စီကြောင်းအေအေကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ရှင်ဆလပင်ရတိတာမျိုးနဲ့ ဘာထလီကျင်းရွာကိုစတက်ကပေါင်900ပုံနီးနှလုံးတက်ချမှုပြည်သူနှစ်ဦးသေဆုံးပြီးလေးဦးထံရရရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ဘာထလီကျင်းရွာကိုအကြမ်းမတ်စတက်ကပေါင်900ပုံနီးနှလုံးတက်ချတိုက်ခိုက်ခဲ့ရန်ပြည်သူနှစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသနေပြည်သူများကပြောကြားပါတယ်။ ယနေ့နိုဝင်ဘာလ15ရက်နေ့နနက်9:30မိနစ်ကရတိတာမျိုးနယ်ပါထလေးချင်းရွာကအကြမ်းမတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေပေါင်900ဘုံလေးနှလုံးကြက်ချတိုက်ခိုက်ခဲ့ရာပြည်သူ2ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိကောင်တအူးပြောင်းဆုံးနေကြောင်းအသေးစိတ်အချက်အလက်များကိုဆက်လက်အသိပြုနေဆဲဖြစ်ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်အသေးစိတ်အချက်အလက်ကတော့အတိအပြုနေတော့မယ်အဲ့ဒီဘက်ကတာဝန်ရှိသူတွေပြောတာကဘုံကျဲသွားတာမှန်တယ်လို့အတိအပြုပေးတယ်အထီးအခိုက်ကတော့ရှိတယ်လို့ပြောတယ်ဓာတ်ပုံတွေလည်းမရသေးဘူးလို့ဒေတာရင်းစီရဲ့သတင်းရှင်မြက်ကပြောဆိုပါတယ် စံပြည်နယ်မြောက်ပိုင်းရှိ MNDAA တရားလန်လေတို့အပြစ်ရစဲပြီးနောက်ရခိုင်ပြည်နယ်အတွင်းအရခတ်တတော်ထင်ချုံရမြို့နယ်များမှပြည်သူလူထုကိုပြစ်မှတ်ထားကောင်အစမ်းမစက်ကောင်စီတပ်ကလေရင်ဖြစ်ပုံကျဲမှုများအစင်ဟောမြင်လုံဆောင်လာလေရဲ့စီချောင်းဒေသပြည်သူများနဲ့အေးထမ်းမှသိရှိရပါတယ်ရှင်ဆလဘင်းအေအေကနှဲ့ရကန်လေးချောင်းရကကွယ်ရပြူဟာကိုဆက်လက်ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်လေဒီနဲ့ရိတ်ခါတွေဆက်လက်ချပေးနေရဆွဲတဲ့တင်ကိုတင်စားပေးမှာဖြစ်ပါတယ်။ အမ်ဘရန်လန်မော်ရှိနိုင်ရိတ်ကန်လေးချောင်းရန်ကာကွယ်ရေးပြူအားကိုအာရခတ်တပ်တော်အေအေမှဆက်လက်ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့်၎င်းစခန်းတို့လေရင်ဖြင့်နေတိုင်းလုံလုံရိတ်ခါများလာရောက်ချပေးနေရတယ်လို့သတင်းရရှိပါတယ်။အခြားတစ်ဖက်မှာလည်း၎င်းလေချောင်းရန်ကာကွယ်ရေးပြူဟာသူစစ်ကွန်လာသည့်စစ်ကြောင်းနှစ်ကြောင်းမှလည်းတလာနေပါကြာလာပြီးဖြစ်ပေမဲ့လန်ဒန်ဆောင်မှာဖြတ်နာတိုက်ခိုက်ခံနေရတာကြောင့်အကြံဆုံးများကရှေ့တို့တို့မရဖြစ်နေတယ်လို့၎င်းဒေသရှိစီးရဲသတင်းရှင်မြစ်ကပြောပါတယ်။ နိုင်ရကံပြူဟာကုန်းကခုခေါင်းထဲမှာပိတ်မိနေတဲ့စစ်သားတွေကရိတ်ခါပြက်နေပြီးဒါကိုလေရင်ဘော်ကနေလေဒီတွေနဲ့ရိတ်ခါများချပေးနေရတဲ့နေတိုင်းလိုလိုချပေးနေရတဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကလည်းချာဖြတ်တိုက်ခိုက်ခံရတော့ရှေ့ကိုတိုးမရဖြစ်နေတဲ့အေအေကလည်းအချိန်ယူပြီးအလံပြူထောင်လက်နက်ချဖို့စောင့်နေတယ်လို့တပ်ဖက်မှလည်းလက်နက်ကြီးတွေနဲ့ရံပန်ရံခါပြစ်ပေးတယ်လို့ပြောပါတယ် အကြမ်းမတ်စစ်တမ်းမှာနိုင်ရီကန်တို့စစ်ကူလာသည်စစ်ကြောင်းနှစ်ကြောင်းမှာတကြောင်းကကတရလန်ဘက်မှကိုကြည်ဘက်တို့စစ်ကြောင်းထိုးလာပြီးနောက်တကြောင်းမှာစက်ပြွန်ပစိဘက်ကလဟောင်းအတိုင်းစစ်ကြောင်းထိုးနေတယ်လို့ဆိုပါတယ်မြေလက်ရွာကတရလန်တက်ကနေထိုးတက်လာတဲ့စစ်ကြောင်းနဲ့ကိုကြည်နာမှာအေအေနဲ့တိုက်ပွဲဖြစ်နေတာတပတ်ကျော်လာရှိပြီးပစိရွာလဟောင်းဘက်ကလည်းပြန်ပြီးစစ်ကြောင်းထိုးလာတော့တိုက်ပွဲတွေဖြစ်နေတယ်လို့ပြောပါတယ် အကြမ်းမတ်စတဲ့မှာအဆိုပါလမ်းကြောင်းနှစ်ခုမှဆက်ကြောင်းထိုးကောင်ထိုးပေါက်နေသည်မှာတလားခန့်ကြာမြင့်နေပြီဖြစ်ပေမယ့်နိုင်ရကန်တောင်ကျရင်ထီမရောက်နိုင်မယ့်အကြဆုံများနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်နိုင်ရကန်ပြူဟာစကန်ကုန်းကိုအော်တိုမာလာကလေးကပိတ်ဆို့ခံထားရတာစတက်ဘက်ကနီလန်မျိုးစုံနဲ့အင်အားတွေဖြည့်ပြီးစကြောင်းထိုးတယ်တိုက်တယ်ဒီလိုနဲ့လာချေကြတယ်ဒါပေမဲ့တောင်ကျရင်ထီမရောက်နိုင်နေဘူးတိုက်ပွဲကတော့နေ့စဉ်လိုလိုရှိတယ်လို့ပြောပါတယ် အော်တိုမာလာ28ရက်နေ့ကလည်းဝင်းရံပိတ်ဆို့ခံထားရသည့်နိုင်ရကန်လေးချောင်းရံကာကွယ်ရေးပြူဟာစခန်းမှစစ်သားများကိုကယ်ထုတ်ရန်အကြမ်းမတ်စစ်တပ်မှစစ်ကြောင်းနှစ်ချောင်းခွဲပြီးခြေတက်လာရန်လဟန်ဘကထုစစ်စင်လာသည့်စစ်ကြောင်းကိုဗစီကျေးရွာအနားရောက်မှအာရခတပ်တော်မှဝန်ဝန်ပိတ်ဆို့တိုက်ခိုက်ရမှစစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သွားတယ်လို့သတင်းရရှိပါတယ်ရှင်နာပစီရောင်ဘက်မှတိုက်ပွဲမှာနှိမ့်သက်သွားခဲ့ပြီးယခုနိုဝင်ဘာလမှစ၍အင်အားဖြစ်ပြီးစစ်ကြောင်းထိုးကောင်ပြန်လည်ထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲများပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့လနောက်ဆုံးဘက်ကပစီရွာဘက်ကစစ်ကြောပြူပြီးအကြဆုံးများခဲ့တဲ့အဲ့ဒီနောက်အဲ့ဒီဘက်ကတိုက်ပွဲခဏနေသွားတယ်လက်နဲ့လေချပြတ်တာပြီးတော့ရှိတာပုံအခုနိုဝင်ဘာလအစကနေအင်အားဖြစ်ပြီးစစ်ကြောင်းထိုးလို့တိုက်ပွဲတွေဖြစ်နေတယ်အကြအဆုံးထိခိုက်တော့အတေးချမတိရသေးဘူးလို့ပြောပါတယ် လက်ရှိမှာအကြမ်းမတ်စစ်တမ်းမှကိုကြီးပစီနှောင်းလိုင်းရွာများအောင်လေကြောင်းမှပုံကျတက်ခတ်မှုများနေ့စဉ်ရက်ဆက်ပြုလုပ်လျက်ရှိကြောင်းသိရပါသည်။လက်ရှိနေရီကံလေကြောင်းရန်ကာကွယ်ရေးစခန်းကိုအေအေကဝိုင်းဝန်းပိတ်ဆို့ထားပြီးလက်နက်ကြီးများဖြင့်နှစ်ဖက်အပြန်လည်ပစ်ခတ်မှုများရှိနေတယ်လို့ဆိုပါသည်။ အရခတ်တတော်ဤအော်တိုမာလာ19ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ချက်တမန်ဖက်စစ်အကြမ်းမတ်စစ်တပ်ဤနယေကံပြူဟာကုန်းစီအနေငယ်တိလက်ချက်စကန်နီယာချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့ကစင်ကလေးယာထွက်ပြေးနေကြသည့်စစ်တပ်တပ်ဖွဲ့ဝင်အချို့နဲ့မိမိတို့နေရာအချို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ဖော်ပြထားပါတယ်ရှင်။